ဂေသောအပြင်ဒေရိတာလိုအပြင်ထူမာနင်းပေပန်ဘိုင်းနန်စာတဲ့ဖြင့်ငွေထုတ်လို့ရတဲ့ application အသေးတစ်ခုကိုပြောပြပေးပါမယ်။ဒီ application လေးပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒီ application ထံကိုဝင်လိုက်တာနဲ့ဒီနေရောင်ကိုရောင်းရမှဖြစ်ပါတယ်။ဒီနေရောင်မှာဒီအောက်ကကျွန်တော်တို့ Gogan ကောင်နဲ့ဆင်အန်လုပ်ပေးရမှာပဲဖြစ်ပါတယ်နော်။ဒါဆိုရင်ဒီအောက်ကဆင်အန် with Gogan ဆိုတဲ့အကောင့်ကိုတစ်ချမ်းနေလိုက်ပါမယ်။ โอเคဒါဆိုရင်ဒီနေ့ရမှာသူတို့ရဲ့ policy တွေကိုလက်ခံကြောင်းဒီအောင်ကကျွန်တော်တို့ SF ဆိုတဲ့အကောင့်ကိုတချမ်းထန်နေပါမယ်ပြီးရင်တော့ဒီနေ့ရမှာကျွန်တော်တို့ရဲ့ဂေါကန်းကောင်နဲ့ဆက်အင်ဝင်ပေးလိုက်ပါနော် โอเคဒါဆိုရင်ကျွန်တော်တို့ဒီနေရာလဲကိုယော်လာမဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ the application ကိုဆက်အင်ဝင်လိုက်တာနဲ့ဒီဘောကကွိုင်းကတော့ကျွန်တော်တို့ကိုရနဲ့ကိုဆက်နဲ့ကိုကွိုင်းဒီနေရာမှာ free ရတာပဲဖြစ်ပါတယ်เนาะโอเคဒါဆိုရင်ကျွန်တော်တို့ the application မှာဘလို့မျိုးဂိတ်ဆော့ပြီး derivative လေးတွေလို့ပြီးငွေရှားလို့ရလဲဆိုတာကို message တို့နဲ့တူတူကြည့်ကြပါမယ်ကျွန်တော်တို့ the application မှာဂိတ်ဆော့မယ်ဆိုရင်တော့ဒီဘောကပြရောက်လေးနဲ့ pre am ဆိုတဲ့ကောက်ကိုတစ်ချမ်းနေလိုက်ပါ โอเคဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ဒီလိုမျိုးပေါ်လာမှဖြစ်ပါတယ်ဒီရောက်ကပြရောက်လေးနဲ့ continue ဆိုတဲ့အကောင့်ကိုတချန်နေလိုက်ပါဒီနေရာမှာကျွန်တော်တို့က permission လေးတွေဖွဲ့ပေးရမှာပဲဖြစ်ပါတယ် โอเคဒါဆိုရင်ကျွန်တော်တို့ the application ကိုတစ်ချက် permission ဖွဲ့ပေးလိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ဒီနေရာကိုရောက်လာမှဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ဒီကလေးတွေကို download ပြီးဒီမှာကျွန်တော်တို့ဆော်ပြင်ဒီ quality လေးတွေကိုလာရှားလို့ရတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီနေရာမှာဒီကလေးတွေကဘယ်လိုမျိုးဆော်ပြင်ဒီ quality လေးတွေပေးလဲဆိုတာကိုတီချင်တိုင်းဆိုရင် default က mom ဆိုတဲ့ကောက်ကုန်နေပြင်ကြည့်လို့ရတာဖြစ်ပါတယ်နော်ကျွန်တော်တို့ဒီ application မှာကြာတော့စုစုပေါင်းကွိုင်း3139ကွိုင်းလာရှားလို့ရတာဖြစ်ပါတယ်နော်ဒီ application ကတော့ကျွန်တော် တော့ကဂေးဆော့တဲ့အခါမှာမီနီအလိုင်းပေးတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီအပလီကေးရှင်းမှာဂေးဆော့ပြီးမီနီအလိုင်းဒီကွိုက်လေးတွဲကိုလာရှားလို့ရတာပဲဖြစ်ပါတယ်ခင်ဗျာ။ Okay ဒါဆိုရင်ကျွန်တော်တို့ဒီမှာဒီအပလီကေးရှင်းမှာဝါမီနဲ့ဆုံးမဲ့ဆိုရင်တော့59 57ကျွန်တော်တို့2မီနဲ့ဆုံးမဲ့ဆိုရင်တော့59 55စတဲ့ပြည့်ဒီလိုမျိုးလာရှားလို့ရတာဖြစ်ပါတယ်နော်။ကျွန်တော်တို့ဒီအပလီကေးရှင်းမှာဂေးဆော့ပြီးဒီကွိုက်လေးတွဲရှာမဲ့ဆိုရင်တော့ဒီအောက်ကပလင်အောင်ဆိုးတဲ့ကောက်ကုန်နေပြီးကျွန်တော်တို့ဒီအပလီကေးရှင်းကို Play Store မှာတွားတာလို့ပြီးလာဆော့လို့ရတာပဲဖြစ်ပါတယ်။ဒါဆိုရင်ဒီမှာ ာသူကတော့ကျွန်တော်တို့ကိုတခါတန်း Play Store ထက်ကိုခေါ်လာတာပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့ရမှာကျွန်တော်တို့က The Application ကို download ပြီးကျွန်တော်တို့ကခုနကကွိုင်လေးတွေကိုရှာရောပါပဲနော် Okay ဒါဆိုရင်ဒီလိုမျိုးကျွန်တော်တို့ The Application မှာဒီကွိုင်လေးတွေကိုလာရှာလို့ရတာပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့ရမှာကျွန်တော်ကျွန်တော်တို့ဂေတွင်းကလည်းအများကြီးရှိတာဖြစ်ပါတယ်ကျွန်တော်တို့ The Application မှာဒီလိုမျိုးဂေဆော့မြေငွေရှာမယ်ဆိုရင်တော့အနည်းဆုံးကျွန်တော်တို့ဆမ်မီနဲ့လောက်ဆော်ပေးရမှာဖြစ်ပါတယ်နော်ဒီမှာသူလည်းပြောပြပေးထားတာဖြစ်ပါတယ်ခင်ဗျာ Okay ဒါဆိုရင်ဒီနေ့ရမှာကျွန်တော်တို့ဒီလိုမျိုး ျောဂေလေတွေကောဒါလော့ပြင်းဆော်ပြင်းဒီကွိုင်လေးတွေကောလာရှားလို့ရတာဖြစ်ပါတယ်နောက်ထပ်ကျွန်တော်တို့ဘယ်နေရာမှာရှားလို့ရသေးလဲဆိုတာကိုပြောပြပေးပါမယ်ဒီအောင်ကကျွန်တော်တို့မေဂောလေးတွေဖြစ်ပြီးဒီနေရာမှာလည်းကျွန်တော်တို့ဒေရစ်တာလေးတွေကောလာလို့လို့ရတာဖြစ်ပါတယ်နော်ဒီနေရာမှာကျတော့သူကတော့ကျွန်တော်တို့ကိုလော့ခါထားတာဖြစ်ပါတယ်ကျွန်တော်တို့အရင်ဆုံးဒီ application မှာဂိတ်တခုကိုဒေါ်လော့ပြင်းကျွန်တော်တို့ကဒေရစ်တာလို့ပေးမှာသူကတော့တရားရကတော့ပွင့်မလို့ပြောတာဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ဒီနေရာမှာလည်းကျွန်တော်တို့ဒီလွန်မျိုးဒီအောင်ကဂေလေးတွေကောဒေါ်လော့ပြင်း င်ဒီမှာကျွန်တော်တို့ဒီကွိုင်လေးတွဲကိုလာရှားလို့ရသေးတာဖြစ်ပါတယ်။တယောက်ကဘွန်နမ်ဆိုတဲ့နေရာမှာလည်းကျွန်တော်တို့တယောက်က Daily Bonan နဲ့ Watch AM ဆိုတဲ့နေရာမှာကျွန်တော်တို့ကြောင်ညာလေးတွဲကြည့်ပြီးလည်းကျွန်တော်ဒီကွိုင်လေးတွဲကိုလာရှားလို့ရတာပဲဖြစ်ပါတယ်ခင်ဗျာ။ဒီ application မှာကျွန်တော်တို့ဒီကွိုင်လေးတွဲကိုရှားလို့ရတဲ့နေရာတွေကတော့အများကြီးရှိတာဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်သူတို့ကလောခါထားတာဖြစ်ပါတယ်။ကျွန်တော်တို့ခုနက Play Time ဆိုတဲ့နေရာမှာကျွန်တော်တို့ဒီ application မှာ gate တခုကို download ပြီးဆက်မိနေလောက်ဆော်ပေးတိုင်းဆိုရင်တော့ဒီနေရာမှာကျွန်တော်တို့ သို့တော့တော်ခါထားတဲ့လော်လေးတွေကတော့ဖွဲ့ပင်းမှာပဲဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်ကတော့အခုကြတော့ DR application ကိုမေဆင်းတော်နဲ့အတူတူလွယ်ပြွန်လိုပေးတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတော့ဒီနေရမှာဒီကိတွေကိုမစော်သေးပါဘူးเนาะကျွန်တော်ပြီးမှထွက်ကြည့်မှာဖြစ်ပါတယ်ကျွန်တော်တို့ DR application မှာဘလို့မျိုးငွေရှားလို့ရလဲဘလို့မျိုးငွေထုတ်လို့ရလဲဆိုတာကိုအရင်ဆုံးကြည့်ကြပါမယ်ပြီးမှကျွန်တော်တို့ကစေဝင်စာလဲဆိုရင်ဆောင်မှာဖြစ်ပါတယ်ခင်ဗျာโอเคနောက်ပြီးကျွန်တော်တို့ဒီအောက်က share link ကိုလေးနဲ့ refer ဆိုတဲ့နေရာမှာလဲကျွန်တော်တို့ DR application မှာတငံချင်းဖိတ်ခေါ်ပြီးဒီမှာကျွန်တော်တို့ ိုင်လေးတွဲကိုလာရှားလို့ရတာဖြစ်ပါတယ်နော်ဒီမှာလည်းသူပြောပြပေးထားတာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ရမှာတကယ်ချင်းဖေကောပြင်ဘလို့မျိုးဒီကွိုင်လေးတွဲပေးလဲဆိုတာကိုဒီမှာသူကတော့သိစေပြောပြပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်တို့ဒီ application မှာဒီဘောကရလာတဲ့ဒီကွိုင်လေးတွဲကိုကရောဘလို့မျိုးငွေထိုးလို့ရလဲဆိုတာကိုကြည်ကြပါမယ်ဒီရောက်က redeem ဆိုတဲ့ account ကိုတချမ်းနေလိုက်ပါမယ်နော်โอเคဒါဆိုရင်ကျွန်တော်တို့ဒီ application မှာရလာတဲ့ကွိုင်လေးတွဲကိုငွေထိုးလို့ရတဲ့ account တွေကတော့ကျွန်တော်ရှင်မှာပြောထားတဲ့အတိုင်းဒီမှာကျွန်တော်တို့ PayPal န် USD ဘိုင်းနန် USD တင်နောက်ပြီးတော့ဒီအောက်ကထူမနီဝါတွေ Lester ဒီမှာကျွန်တော်တို့ Gcash နောက်ပြီးတော့ Lester တွေ Virtual Visa ကတွဲနဲ့လည်းလာထုတ်လို့ရတာပဲဖြစ်ပါတယ်ခင်ဗျာဒီ application ကတော့ကျွန်တော်တို့ရလာတဲ့ quality တွေနဲ့ငွေထုတ်လို့ရတဲ့အရာတွေကတော့အများကြီးရှိတာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ PayPal USD နဲ့ထုတ်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီဘဲကမြားလေးကိုတစ်ချမ်းနှိကြည့်ပါမယ်ကျွန်တော်တို့ဒီ application မှာ PayPal နဲ့ထုတ်မယ်ဆိုရင်တော့ဒီ quality ကွန်8000နဲ့200ပြည်တာနဲ့ဒီမှာကျွန်တော်တို့ PayPal နဲ့1ဒေါ်လာကိုထုတ်လို့ရတာဖြစ်ပါ ါတန်းတော့ PayPal နဲ့1ဒေါ်လာ3ဒေါ်လာ5ဒေါ်လာကျွန်တော်ဒီနေရာမှာ10ဒေါ်လာဒေါ်လာ2စံဒေါ်လာ50ဒေါ်လာ9စံကျွန်တော်တို့အများဆုံး PayPal နဲ့ဒေါ်လာ100ထိလာထုတ်လို့ရတာပဲဖြစ်ပါတယ်။ Okay ဒါဆိုကျွန်တော်ဗျံပြန်ဆိုလိုက်ပါမယ်။ Okay ဒါဆိုရင်ကျွန်တော်တို့ဒီအောက်က Binance USDT နဲ့ထုတ်မယ်ဆိုရင်ရောကျွန်တော်တို့ဘယ်လိုမျိုးထုတ်လို့ရလဲဆိုတာကိုကြည့်ပါမယ်။ဒီမှာကျွန်တော်တို့ Binance USDT နဲ့ထုတ်မယ်ဆိုရင်တော့ဒီဘက်ကကွိုင်ကတော့ကွိုင်ရှင်းထောက်ပဲလိုတာဖြစ်ပါတယ်နော်။ဒီမှာကျွန်တော်တို့ကွိုင်ရှင်းထောက်ကို 1USDT ရမှာဖြစ်ပါတယ်။ဒီမှာ ျွန်တော်တို့ 3USD ထင် 5USD ထင်ကျွန်တော်တို့ဒီနေရာမှာ Binance account ငွေထုတ်မယ်ဆိုရင်လည်းဒီမှာကျွန်တော်တို့ USD ထင်ဒေါ်လာ100ထင်ထောက်လို့ရတာပဲဖြစ်ပါတယ်ခင်ဗျာ။ Okay ဒါဆိုကျွန်တော်ဗပြန်းဆွလိုက်ပါမယ်။နောက်ထပ်ကျွန်တော်တို့ DApp application မှာ2 money account ထုတ်မယ်ဆိုရင်ရောကျွန်တော်တို့ဘယ်လိုမျိုးထုတ်လို့ရလဲဆိုတာကိုကြည့်ပါမယ်။ကျွန်တော်တို့ဒီနေရာမှာ2 money account ပတ်တရားကိုထုတ်မယ်ဆိုရင်တော့ဒီဘက်ကခွိုင်ကတော့တိုးသွား9500ခွိုင်လိုရာဖြစ်ပါတယ်နော်။ဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့2 money wallet နဲ့ထုတ်မယ်ဆိုရင်တော့အများဆုံးဗတ်တရားကနေစား ပြင်လာထောက်လို့ရတာဖြစ်ပါတယ်ဘတ်တရဘတ်တရ50ဘတ်300ဘတ်တထောင်ကျွန်တော်တို့အများဆုံးကတော့ဒီအောက်ကဘတ်တ1000တင်ဒီ application မှာလာထောက်လို့ရတာပဲဖြစ်ပါတယ်ခင်ဗျာဒီ application မှာဒီအောက်ကဘတ်တ1000ကိုငွေထုတ်မယ်ဆိုရင်တော့ quite ကတော့အများကြီးတောင်လွှတ်အားမှဖြစ်ပါတယ်3 million quite တောင်ဒီမှာလွန်မှဖြစ်ပါတယ်နော် okay ဒါဆိုရင်ဒီ application မှာနောက်ထပ်ငွေထုတ်လို့ရတဲ့အရာကတော့ left down နဲ့ line လာထောက်လို့ရတာဖြစ်ပါတယ်မိစင်းကဒီနေရာမှာ left down မှာဈေးဝယ်တယ်ဆိုရင်တော့ကျွန်တော်ဒီနေရာမှာ left down နဲ့ဘတ်တဆက်ကနေ ်အနည်းဆုံးလာထုတ်လို့ရတာဖြစ်ပါတယ်အများဆုံးကတော့ပန်9ရာတင်လာထုတ်လို့ရတာပဲဖြစ်ပါတယ်ခင်ဗျာပြီးရင်တော့ဒီအောင်ကကျွန်တော်တို့ virtual visa ဆိုတဲ့နေရာမှာကြာတော့ကျွန်တော်တို့ virtual visa ကနေထုံမဲ့ဆိုရင်လည်းဒီမှာကျွန်တော်တို့အနည်းဆုံး1ဒေါ်လာကနေစပြီးလာထုတ်လို့ရတာဖြစ်ပါတယ်ဒီ application ကတော့ကျွန်တော်တို့ PayPal account တွင် Binance account တွင် Tumani တွင်မရှိရင်တောင်ဒီနေရာမှာ virtual visa နဲ့ထုတ်လို့ရတာဖြစ်တဲ့အတွက်ကြောင့်ဒီမှာကျွန်တော်တို့ဒေါ်လာလေးတွေကိုအများကြီးလာရှားလို့ရတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ virtual visa နဲ့ထုံမဲ့ဆိုရင်လည်းဒီမှာအနည်းဆုံး1ဒေါ်လာကနေအများဆုံး ကတော့ဒေါ်လာ100တင်လောက်ထုတ်လို့ရတာပဲဖြစ်ပါတယ်ပြီးတော့တယောက်ကလူလိုကိုလင်းနဲ့ profile ဆိုတဲ့အကောင့်ကိုနှိပ်ကြည့်ပါမယ်ဒီလူလိုကိုလင်းနဲ့ profile ဆိုတဲ့အရာကတော့ဘာမှမရှိပါဘူးเนาะဒီနေရာမှာကျွန်တော်တို့အကောင့် login ဝင်ထားတဲ့ Google အကောင့်ကိုပဲမြင်ရမှာဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်တို့ဒီနေရာမှာဒီလိုမျိုးဂေလေတွေဆိုပြီးကျွန်တော်တို့ delivery တာလေးတွေကိုလုပ်ပေးပြီးဒီဘော့ကရလာတဲ့ query လေးတွေကိုတယောက်က redeem ဆိုတဲ့နေရာမှာကျွန်တော်တို့ PayPal, Binance, Thumaning ကိုတွေနဲ့ငွေလာထုတ်လို့ရတာဖြစ်ပါတယ်เนาะဒီနေရာမှာဒီဘော့က query လေးကျွန်တော်မှာငွေထုတ်လို့ရတဲ့ န်မောက်ကိုပြည်တဲ့ဆိုရင်တော့ကျွန်တော်ရဲ့မိတ်ဆွေတို့ကိုလက်တွဲငွေလောင်းထုတ်ပြပေးမှာပဲဖြစ်ပါတယ်နော်ဒီ application ကလည်းကျွန်တော်တို့ဒီပေါ်ကရလာတဲ့ကွယ်လေးတွေနဲ့အမှန်တကယ်ငွေထုတ်လို့ရတာဖြစ်ပါတယ်အခြားသူတွေလည်းဒီ application မှာငွေထုတ်နေကြတာကိုကျွန်တော်များကြီးမြင်တွေ့ရတာပဲဖြစ်ပါတယ်ခင်ဗျာ Okay ဒါဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေတို့ကဒီ application မှာဒီလိုမျိုး delivery တာလေးတွေလောပြင်ကျွန်တော်တို့ gallery ဆိုပြင်ကျွန်တော်တို့ဒီပေါ်ကကွယ်လေးတွေကိုဆိုပြီးငွေလာရှာခြင်းတဲ့ luck လေးကြီးခြင်းတဲ့ဆိုရင်တော့ဒီ application ရဲ့လေးလေးကိုကျွန်တော်ဗီဒီယိုရဲ့ description ဒါမှမဟုတ် comment လေးမှာလေးလင်းခြားတာပေးခံ ်မှာပဲဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ကိုယ်တိုင်လည်း gay lady ဆိုပြီး luck လေးကြည့်ပါမယ် okay ဒါဆိုရင်ကျွန်တော်ဒီ video လေးကိုဒီမှာပဲရလိုက်ပါမယ်နောက် video လေးတွေမှာထပ်တွေ့ကြပါမယ်ခင်ဗျာ bye bye